မြန်မာနိုင်ငံမှာပကံခေတ်ကလေးကအရေးကြီးဆိုတာလုံးဝမရှိခဲ့ပါဘူး။အရေးကြီးဆိုတာလုံးဝမရှိခဲ့ဆိုတာအရေးကြီးဆိုတာလုံးဝမရှိခဲ့။အရေးကြီးကိုအရိညာဝါဒီတောထွပုံကိုလေးလို့ခေါ်ကြတယ်လို့မျိုးပဲ။တချို့ကလည်းအရိယာလို့ခေါ်ကြပါတယ်ခင်ဗျာ။ဒါဆိုလို့ရှိရင်ဒီအရေးကြီးတွေကကျွန်တော်မြန်မာနိုင်ငံမှာတကယ်ပဲရှိခဲ့တာလား။ကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်။ရောင်ရမ်းခေတ်မှာ မိုင်းမတိုင်းတွေကိုပြုစုရေးသားခဲ့တဲ့ဆရာကြီးတစ်ပါးရှိခဲ့ပါတယ်။သူကတော့အားလုံးသိတဲ့ဥက္ကလာဆိုတဲ့ပုံကိုပဲဖြစ်ပါတယ်။အဲဒီပုံကိုတချို့သောပုံကိုတွေကလည်းထင်အောင်ထင်မှားတွေရှောက်ရေးခဲ့တယ်လို့ပြောကြတယ်။အချို့ကလည်းသူ့ site ဘက်ကပေါ့နော်။သူ့အတွေးအမြင်နဲ့သူ့ခံစားချက်တိုင်းယူပြီးတော့အမှန်တရားသက်ဆိုင်ရင်သူ့ရဲ့အတွေးအမြင်နဲ့သူရေးသားခဲ့တယ်လို့လေတချို့ကသဘောကျပါတယ်။ဘလို့ပဲဖြစ်နေပါစေဒီလိုသူရေးသားခဲ့တဲ့စာပေတွေကြောင့်ပဲကျွန်တော်တို့ကအဲဒီခေတ်ကာလရဲ့အနေအထားတွေကိုကျွန်တော်ချင်းကပ်ခွင့်ရတာတော့မမှားပါဘူး။ဒါပေမဲ့သူရေးသားခဲ့တာတွေကတရားခိုင်တော့အမှန်လို့တော့ကျွန်တော်ယူဆလို့ကြားမနေပြန်ပါဘူး။ဥက္ကလာရဲ့စာပေတွေထဲမှာဆိုလို့ရှိရင်ပကံခေတ်ကာလတွေထဲမှာအရေးကြီးဆို တဲ့ပုံကိုယ်တွေအနည်းအားဖြင့်ရှင်ရောင်ဆိုတဲ့ပုံကိုယ်တွေကတကယ်ကိုဖုံးတကူကြီးခဲ့တဲ့ပုံကိုယ်တွေအဖြစ်ရှိခဲ့ပါတယ်ဆိုပြီးတော့မှတ်တမ်းပြုစုထားပါတယ်။တို့တွေရောယဟန်တုယဟန်ရောင်တွေဝိဇာမယကျင့်စဉ်ကိုသွားနေတဲ့ပုံကိုယ်တွေတနည်းအားဖြင့်ဆိုလို့ရှိရင်မှုံဆရာတွေတို့ထောင်မှာတင်စားပြီးရေးသားခဲ့ပါတယ်။ဒါပေမဲ့လည်းသမိုင်းပညာကိုတကယ်ကိုကြက်ကြက်လက်ကြလေ့လာနေတဲ့သမိုင်းပညာရှင်ကြီးတွေရေးသားချက်မှာတော့အရေးကြီးဆိုတာပကံခင့်မှာတကယ်မရှိခဲ့ပါဘူး။ တို့ကဘာနဲ့အကိုကားပြောလဲဆိုတော့ဗကန်ခေတ်မှာရှိခဲ့တဲ့များမြန်မာကြောက်စာမွန်ကြောက်စာစသဖြင့်ကြောက်စာအပြီးပြီးမှာတော့မှအကြီးကြီးဆိုတဲ့စကားလုံးတစ်လုံးတော့မတွေ့ခဲ့ဘူးလေဗျ။ဟုတ်လဲဟုတ်တာပဲ။ဥက္ခွက်လေးတစ်ချက်မှာတော့ဖျားဆင်းမှုတော့ပြုလုပ်နိုင်တဲ့ခေတ်တစ်ခေတ်မှာအကြီးကြီးဆိုတဲ့စကားလုံးလေးမရှိစရာဘာကြောင့်ရှိဘူးလဲပေါ့နော်။ ဲ့တော့ပုဂံဖြစ်မှာအရေးကြီးမရှိခဲ့ဘူးလို့လေတမန်ပညာရှင်တွေကအထောက်ထားနဲ့ရင်းဆိုခဲ့ပါတယ်မြန်မာစာပေအများစုမှာတော့အရေးကြီးရှိခဲ့တဲ့ဘက်ကနေရေးသားခဲ့ကြတာများပါတယ်အဲ့တော့ရှိခဲ့တဲ့ဘက်ကနေကျွန်တော်တို့လေ့လာသားသလောက်ကိုကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ခြားပြသွားပါဦးအဲ့တော့အရေးကြီးရှိခဲ့တယ်ပဲထားပါဗျာတကယ်လို့အရေးကြီးတွေရှိခဲ့မယ်ဆိုအရေးကြီးတွေကဘယ်လိုပုံကိုယ်တွေလဲဆိုတာကိုကျွန်တော်မြန်မာစာပေတော်တော်များများမှာဒီလိုလေးလေ့လာရပါတယ်ဗျာအရေးကြီးကတကယ်တော့သူကဂိုင်းကနာလေးတွေဖြစ်ပါတယ်ဂိုင်းကနာတစ်ခုချင်းတစ်ခုချင်းတစုချင်းတစုချင်းဖြစ်ပါတယ်ဗျာရှင်လက်ထက်ကဘယ်လိုပုံကိုယ်နဲ့အလားတူတယ်ဆိုတော့သူကဒေဝရက်ပုံကိုယ်နဲ့အလားတူတယ်လို့ကျွန်တော်တို့ဂျီဘူ ရပြီးချင်းကပ်လို့ရပါတယ်။ဘာလို့လဲဆိုတော့ तू ကသူ့ရဲ့ကျင့်စဉ်ကတော့မမှန်ဘူး။တိုးတော်ညာလဲသူ့ရဲ့အကန့်အနေနဲ့ तू နေတဲ့ပုံပုံလေးပေါ့နော်။ဆိုတော့တွေးသမျှအမျိုးသမီးတွေကိုပန်းဦးလွတ်တာမျိုးအဲ့လိုမျိုးထိစိုးတွမ်းတဲ့ပုံပုံတွေတော့မဟုတ်ဘူးဗျ။အဓိကသူတို့ရဲ့ရည်ရွယ်ချက်တွေကရိုးရှင်နေ။သူတို့ကလူလေးစားခံနေတယ်၊လူအထင်ကြီးခံနေတယ်။သူတို့ရဲ့ပညာရည်နဲ့မော်ကြွားခြင်းနဲ့ထင်ပေါ်ခြင်းနဲ့တကိုးတွေပါဝါတွေပြခြင်းနဲ့အချို့ရဲ့အသိအမင်းသူတို့နားမှာဝိုင်းနေတာကိုသူတို့ကညှော်လင့်ကြတယ်၊လူလာကြတယ်။ဖုံးတကိုးကြီးကျင်ကြတယ်ပေါ့နော်။ဒီဘက်ကကာလာမှာလဲဂိုင်းကနာတွေစုတ်ထိုးတာတွေအင်းပေါက်တာတွေပညာယူတာတွေအများများလာကြတယ်။အထက်လဲနေရောအောက်လဲ န်းတွေရောခုလက်တွေရောအလယ်လက်တွေရောအရင်များလာတဲ့အချိန်ကျတော့ကျွန်တော်အဲ့ရီးကြီးတို့ခေတ်ကခိုင်းကနအရင်များခဲ့တာလေးနဲ့ပြန်ပြီးတော့မြင်အောင်မိပြီဒါပေမဲ့လည်းလမ်းကြောင်းကတော့တခြားစီပေါ့နော်ဒီဘက်ခေတ်သွားနေတဲ့ခိုင်းကနတွေကတော့သူတို့ဆရာသူတို့တတ်မှတ်ချက်သူတို့ဘောင်လေးနဲ့သွားကြတာပေါ့အဲဟိုဘက်မှာသွားတဲ့ပုံစံကတော့ပြောမယ်ဆိုလက်လာပါလိုချင်လို့သွားတဲ့ပုံစံမျိုးတွေဖြစ်နေတာကိုကျွန်တော်တို့သုံးသပ်ရပါတယ် ဒီညမှာကျွန်တော်တို့တိထားမှာအရေးကြီးခိုင်းနေတာကျွန်တော်တို့စာပေထဲမှာပါသလောက်တော့စိုးသွမ်းနေတဲ့ပုံစံတွေမဟုတ်ဆိုတာကိုဓမ္မတိတိထားပါမယ်နော်ဓမ္မတိအနေနဲ့ကျွန်တော်တို့တိထားတင်တာဘာလဲဆိုတော့အရေးကြီးတွေကိုဘယ်တော့ခါမှမိမ့်မိမ့်နဲ့နှိပ်ကုတ်ခဲ့တာမရှိဘူးလေဗျဆိုတော့အရေးကြီးတွေကိုလိုက်ပြီးတော့တက်ဖြတ်ခိုင်းတာမျိုးတွေနေနေနဲ့ပေးတာမျိုးတွေလုံးဝမရှိခဲ့ဘူးလေဗျအလုံးစုံအပြစ်ပေးလို့ရှိရင်လည်းသူကလူဝဲလဲခိုင်းတယ်ပြီးတော့မှဒီမင်းမူထန်ခိုင်းတာပေါ့ပင်အီးကျုံခိုင်းတာတို့လူမလုချင်းနဲ့ညဉ့်ညမ်းတဲ့ကိစ္စတွေကိုလုတ်ခိုင်းတာတို့အပြစ်ပေးတာပေါ့နော်အဲ့လိုမျိုးလုတ်ခိုင်းတယ်ပြီးတော့စစ်မှုထန်ခိုင်းတာအဲ့လောက်ပဲရှိပါတယ်ဆိုတော့အရေးကြီးပုတ်မြတ်တာမျိုးတို့နေနေနဲ့ပေးတာမျိုးတို့အဲ့လောက်ထိလု ုပ်ခဲ့တာတော့တမိုင်းမှာလုံးဝမတွေ့ခဲ့ရပါဘူးကျွန်တော်ဘလို့တော့တွေးမိလဲဆိုတော့ဒါအကြီးကြီးတွေဆိုတာကများသောအဖြစ်ပေါ့နော်အလုံးမလုံးချင်တဲ့လူတွေများစုနေကြတာလို့တော့ကျွန်တော်တွေးမိရပေါ့နော်အဲ့တော့ဘယင်းလဲသူတို့နှိတ်ကုန်မဲ့နီလန်ပေါင်းစုံစဉ်းစားရတယ်နဲ့တူပါတယ်ဘာလို့ဆိုတော့သူတို့ကသူများအပူဇော်ကံအပဒကံလေးတွေကိုသူကဇိန်လေးနဲ့မှိန်ပြီးတော့တကိုးရီအာနာရီပါဝါရီပြပြီးတော့တည်ရပါဘူးအုံနေပါတယ်သူကထိုင်လုံနေတဲ့အဖွဲ့စည်းနဲ့တူပါတယ်ဗျာဆိုတော့ဒါယုံတဲ့လူလည်းရှိသလိုအကိုဝယ်ခံမဲ့လူကလည်း ready ရှိနေတဲ့ခါကျတော့သူကအပေးယူညနေကြတဲ့ပုံစံပေါ့နော်ဗကန်ကိတစ်လျှောက်လုံးမှာရှိခဲ့တဲ့ဂိုင်းကိုတော့များသောအဖြစ်အမျိုးသားဂိုင်းလို့လည်းခေါ်ကြတယ်မြန်မာဂိုင်းလို့လည်း ခေါ်ကြတယ်အဲတနည်းအားဖြင့်ရေဘူးရအားဖြင့်အကြီးကြီးခိုင်းလို့လည်းကျွန်တော်ယူဆလို့ကြာကောင်းရပါမယ်ဒီဂိုင်းရဲ့စန့်ကျင်ဘက်ဂိုင်းတစ်ခိုင်းနဲ့ရှိနေပါသေးတယ်အဲဒီဂိုင်းကတော့မဟာယနရဟန်းတော်ကြီးစုစည်းထားတဲ့တီဟိုဂိုင်းနဲ့ဖြစ်ပါတယ်တနည်းအားဖြင့်အကြီးကြီးခိုင်းနေတာတီဟိုဂိုင်းတွေကိုတော့သွားပြီးတော့ကဲရဲ့ပြစ်တင်ရှုံချတာလုံးဝမရှိခဲ့ပါဘူးသူတို့ဂိုင်းတစ်ခိုင်းအထီရုံဖြစ်ခဲ့တဲ့တမိုင်းမှတ်တမ်းလုံးဝမရှိခဲ့ပါဘူးအခုဒီ1480ခုနှစ်ဒမဲစီရီမင်းလက်ထက်မှာတော့မင်းရဲ့အားပေးမှုနဲ့တီဟိုဂိုင်းဘက်ကနေအနိုင်ရသွားပြီးတော့တီဟိုဂိုင်းကမင်းကိုကိုယ်တဲ့ဂိုင်းဖြစ်သွားခဲ့ပါတယ်အဲဒီအချိန်ကာလဖြစ်တဲ့16ရာစုမှာတော့အကြီးကြီးတွေရဲ့ဖုံးတော်အချိန်က ွားတွေကအတော်လေးကိုမိမ့်မိန်နေတယ်လို့လည်းစာပြေအဆိုမှာတွေ့ရပါတယ် အဲ့တော့ဆက်ချောက်ရာစုလောက်မှာရေးသားခဲ့တဲ့ဥက္ကလာရဲ့ရာဇဝင်ထဲမှာအရေးကြီးတွေကိုအလွန်အကျိုးရုပ်ဆိုးအကြီးအကျယ်အောင်ရေးသားခဲ့တဲ့အပြုအမူတွေပေါ့နော်။ဒီမှာအရေးကြီးတွေကပန်းဦးလွတ်တယ်လို့ဘယ်လောက်ထိစိုးသွမ်းတယ်လို့သာသနာဘလို့ဖြတ်စည်းတယ်လို့ဘုန်းကြီးတွေဘလို့လိုက်တက်တယ်လို့စသဖြင့်ရေးသားခဲ့တယ်ဆိုတော့လုံးဝမရှိခဲ့ဘူးဆိုတာကိုတက်တည်အခိုင်အမာနဲ့ညင်းထားခဲ့တဲ့ပုံကိုအများကြီးရှိပါတယ်။ဒီနေ့အဖြစ်စာရေးသူရဲ့စိတ်ခံစားချက်နဲ့သူ့အနေနဲ့အရေးကြီးတွေကိုအမုန်းခံရှိတာလားဒိုလေးမို့ရင်ကျွန်တော်တို့ဇလန်းစက်ကွက်ရေးသလိုမျိုးအရေးကြီးတွေကိုဖီလိန်ဇက်ကောင်အဖြစ်နဲ့ပရိသတ်ကိုသူက performance လုပ်ချင်တာလားဆိုတော့ကျွန်တော်တို့ပြချာမသိဘူးပေါ့နော်။ဒါပေမဲ့ဒီဖြစ်ပြရတော့အမှန်တရားဖြစ်သွားတယ်။ ေးကြီးတွေကအဲ့လိုအကြောင်းအရာတွေလုံးဝမလုပ်ခဲ့ဘူးလို့ကျွန်တော်တို့သိရပါတယ် တချို့စာပေတွေပေါ့နော်အရေးကြီးတဲ့ကြံရင်ခဲစာပေမှတ်တမ်းလိုပဲပြောရမှာပေါ့သူတို့ကိုယ်တိုင်ရေးသားခဲ့တဲ့မှတ်တမ်းတချို့မှာလေသူကဘလို့အသုံးလုံးနေသုံးထားလဲဆိုတော့ဗုဒ္ဓဘာသာနဲ့တန်ရောင်လိုက်ပြီးတော့သုံးလုံးထားလေတို့ရဥပမာအဖြစ်သူတို့ကဘာနဲ့အစပြုထားလဲဆိုတော့အေဝံမေတုတန်ဆိုတဲ့သကလုံးလေးနဲ့အစပြုထားပြီးတော့အပိုင်းမှာပါလာတဲ့အကြောင်းအရာတွေကသူတို့ရဲ့အာဘော်တွေပဲဖြစ်နေပြီးတော့ဗုဒ္ဓရဲ့အာဘော်တွေနဲ့လုံးဝယူသွေးဖယ်နေတာကျွန်တော်တို့မြင်ရပါတယ်။တနည်းအားဖြင့်အရေးကြီးတွေကဘာတွေကိုလက်ခံထားလဲဆိုတော့အင်းအိုင်လက်ဖွဲ့တွေဂါရာတွေမန်နန်တွေရန်နီယာတွေဗေဒပညာတွေနတ်ခတ်ပညာတွေဒါတွေမှာသူတို့ကတပတ်ကန်းကဲကျွမ်းကျင်သိအောင်လေသူတို့ကပြု ထားတဲ့သူလို့တကယ်ကျွမ်းကျင်တဲ့အရေးကြီးတွေလည်းရှိနေပါတယ်။ကျွန်တော်အမြင်ကတော့အရေးကြီးတွေဆိုတာတနည်းအားဖြင့်လောကီဆရာကြီးတွေပေါ့။တချို့ကလည်းလောကီဆရာလိန်တွေလည်းအဲ့ဒီခေတ်ကရှိခဲ့မှာပေါ့။အဲ့တော့လိန်တဲ့လူနဲ့မှန်တဲ့လူနဲ့ရောသမပြီးတော့အရေးကြီးတွေကအစော်ခံရတယ်လို့ပဲကျွန်တော်ထင်ပါတယ်။အစ်စ်တယောက်ဆိုလို့ရှိရင်အတုတထောင်လိုက်တယ်ဆိုတဲ့အထိပယ်လို့ပေါ့နော်။တချို့တော့တမိုင်းနေမှာလည်းပကံမင်းဆက်30လောက်အထိကိုအရေးကြီးဝါရလွှမ်းမိုးခဲ့တယ်လို့ပြောတယ်။ဒီဝါရရဲ့နေကောင်းချုပ်တာတော့အလုံးထည့်ရတဲ့အတိုင်းအတော်ထာမင်းလက်ထက်မှာပေါ့နော်။အဒီနေ့မှာကျွန်တော်တို့ဗဇက်စကားလိုပဲပြောပြပြီ။ကျွန်တော်တို့စာထဲမှာသင်ရတယ်လို့ပေါ့နော်။ဘုရားသာသနာတော်ကြီးကိုမျက်နှာလုံး းလို့အရေးကြီးဝါဒကိုတိုက်ဖြတ်လိုက်တာမဟုတ်ဘူးလို့ခံရင်းထားလိုက်သူတွေရှိနေပြန်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းပြောပြ တော့ဘယ်လိုမျိုးလဲဆိုတော့ဘယင်ဆိုတော့သူ့ရဲ့အပြိုင်ဆိုင်တယောက်ကိုသူမလိုလားဘူးတနည်းအားဖြင့်သူ့ရဲ့အပြိုင်ဆိုင်ကကျန်စစ်သားဆိုတော့အလုံးသိပါတယ်အဲ့တော့ပုံနှဖြူပုံနှညိုတွေကိုသူတက်ချက်ခိုင်းတဲ့အချိန်မှာကျန်စစ်သားကကိုဝင်ဆောင်နေပြီဆိုတဲ့အချိန်မှာသူကကိုဝင်ဆောင်နေအလုံးကိုတတ်စေခဲ့ပါတယ်အဲ့လိုနဲ့ကျန်စစ်သားအွေရောက်လာပြီကလေးဘွားရောက်တဲ့အချိန်မှာလည်းကလေးတိုင်းကိုတတ်စေတယ်ကျန်စစ်သားလူမျိုးပေါက်ဖြစ်တဲ့အချိန်မှာလည်းလူမျိုးပေါက်တိုင်းကိုတတ်စေခဲ့ပါတယ်အဲ့ဒီနောက်မှာကျန်စစ်သားအွေရောက်လာတော့ကျန်စစ်သားကလည်းဖုံးတဘူးကြီးတဲ့ပုံကိုဆိုတော့အနော်ထာမင်းဘလောက်ပဲတတ်နေပြီသူဒီတေသွားရတယ်မှာမပါသွားခဲ့ဘူးကျင်းခဲ့တယ်ပေါ့နော်အဲ့ကြောင့်လည်းသူကျန်စစ်သားဆိုပြီးတော့ဖြစ်လာခဲ့တာပေါ့ ဲ့နောက်မှာကျဆက်သားကရဟန်းဝတ်ခဲ့တယ်ရဟန်းဝတ်တဲ့အချိန်မှာအနော်ထာမင်းကသူ့ရဲ့နန်းတော်မှာတစ္ဆာပြူပြီးတော့ဆုံးကတ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာရဟန်းတစ်ပါးကအဂရင်းကနေစက်တွေထွက်လာခဲ့အယောင်နေပေါ့နော်စက်တွေအယောင်နေထွက်တဲ့အချိန်မှာဒီပုဂ္ဂိုလ်ကကျဆက်သားပဲဆိုတော့သူကတန်းတိလိုက်တယ်အဲ့ဒါနဲ့ဒီပုဂ္ဂိုလ်ကိုဖမ်းဆီးချုံနောက်ပြီးတော့တတ်ဖို့ကြံရွယ်ခဲ့ပါတယ် ဲ့ဒါနဲ့အဲ့ယဟန်ကိုတပ်ဖို့ကြံတဲ့အချိန်မှာဘုရင်ရဲ့မူးမတ်တရားတားတယ်ပေါ့နော်မင်းကြီးစိတ်ထင်းတော်မူပါဒီပုဂ္ဂိုလ်ကတော့မင်းကြီးရဲ့နန်းကိုလူမဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးမင်းကြီးရဲ့နောက်နန်းဆက်ကိုဆက်ပြီးတော့လက်စင်ကထိန်းသိမ်းသွားမယ်သူကောင်းမင်းဖြစ်ပါတယ်ဆိုပြီးတော့အားလုံးဝိုင်းတားတဲ့အချိန်ကျတော့မှဘုရင်ကြီးကစိတ်ကိုလျှော့ချလိုက်တယ်နောက်တော့ဘုရင်ကြီးကပြန်ပြီးတုံ့တက်မိတာသူနောင်နာကြီးကြရရသွားတဲ့ကိစ္စရှိတယ်သူဒီသူ့ရဲ့အပြိုင်ဆိုင်ကိုလိုက်တက်ဖို့ကြိုးစားနေတယ်သူကလေးပေါင်းများစွာကိုသူတက်ခဲ့ရတယ်ကိုဝင်ဆောင်တွေပေါင်းများစွာကိုတက်ခဲ့ရတယ်လူပေါင်းများစွာကိုအသက်ရွယ်လိုက်သူအစီကြီးတက်ခဲ့ရတယ်ဒီအတွက်သူကနောင်နာကြီးစွာရခဲ့တယ်ဒီနောင်နာအပြစ်ကြွေးတွေကိုသူကချွေးတိတ် ို့တက်ကိုသူကဆရာပေါင်းများစွာမှီဝဲခဲ့တယ်အထူးသဖြင့်အကြီးကြီးဆိုတဲ့ဒါလမ်းကြောင်းမားနေတဲ့ပုံကိုကြီးကိုသူကသွားပြီးမှီဝဲတယ်အဲ့ဒီပုံကိုကြီးကလည်းထုံးစံနိုင်ပေါ်တော့တိုးပနကောင်တော့တက်လိုက်ပါစိတ်ပနကောင်တက်လိုက်ပါသာသဖြင့်ရေပူစော်ခိုင်းတာတို့အမင်းကြီးကိုဟိုဟာကျွေးတာဒီဟာကျွေးတာတို့ရေဒီယာကြီးလှုပ်ခိုင်းတာပေါ့ဗျာဒီလိုလှုပ်ခိုင်းမယ်လေဘယင်ကြီးရဲ့စိတ်ဝေဒနာတွေကမပြေသွားခဲ့ဘူးနောက်ဆုံးရှင်အရဟံရဲ့တရားရည်တိုက်ကျွေးခံရတော့မှပဲမင်းကြီးရဲ့စိတ်ဝေဒနာတွေကပြေပြောက်သွားခဲ့ပါတယ်အဲ့ဒါနဲ့ပဲမင်းကြီးကဗုဒ္ဓသာသနာပေါ်မှာအင်မတန်ကိုကြီးညိုလေးစားသွားခဲ့ပြီးတော့သာသနာတော်ကြီးထွန်းကားခဲ့တယ်လို့လေတချို့သောပါဆက်ပြောဒီမှာရှိခဲ့ပါတယ်။တမိုင်းတိကြတော့မ ရှိခဲ့ပါဦးခင်ဗျဒီလိုနဲ့ပဲအနော်ထာမင်းလက်ထက်မှာအရေးကြီးတဲ့အပါဝင်အယူဝါဒလွဲတွေကိုလိုက်နေတဲ့ပုံကိုတော်တော်များများစိတ်သုံးသွားခဲ့ပါတယ်တို့လက်လာပါတွေစိတ်သုံးခဲ့တာပေါ့နော်တို့လက်လာပါတွေနှဲပါလာတယ်အကိုးကွယ်ခံရတာတွေနှဲပါလာတယ်မင်းမိတ်နဲ့ဗုဒ္ဓသာသနာတော်ကြီးကကြီးစိုးလာခဲ့ပါတယ်အဲဒါကြောင့်လည်းအနော်ထာမင်းကသာသနာပြုတဲ့မင်းကြီးတစ်ပါးအဖြစ်တိုင်းမှာအထင်ရှားရှိခဲ့ပါတယ်ဗကံမှာရှိတဲ့ဖရာတရှိကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်အမနတ်လောင်ကျောင်းတို့ရှေစည်းကုန်းထဲမှာရှိတဲ့နတ်တွေကိုချုပ်ထားတဲ့နေရာတွေတို့ကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်အဲ့နတ်ရုပ်တွေကိုကြည့်တဲ့အခါမှာများသောအားဖြင့်ဟိန္ဒူနတ်ဖရာရုပ်တွေဖြစ်နေအောင်ကျွန်တော်အန်ဟောပဲတွေ့ရပါတယ်ဒါတွေကိုကြည့်ခြင်းအားဖြင့်အဲ့ဒီခေတ်မှာရှိ ခဲ့တဲ့အရေးကြီးတွေတော်ဒီမဟုတ်လို့ရှိရင်ဘာသာရေးခေါင်းဆောင်တွေကဗြဟ္မဏဝါဒကိုကိုးကွယ်ကြတယ်ဒီဗြဟ္မဏဝါဒကြီးစိုးနေတယ်ဆိုတာကိုကျွန်တော်တို့သုံးသပ်လို့ရပါတယ်။နောက်ဆိုပကံခေအရေးကြီးတွေကြောင်းကျွန်တော်ဆက်ပြီးပြောကြရအောင်။ဒါနဲ့လက်လာပါစိတ်သုံးသွားတဲ့အရေးကြီးတွေကနော်တာမင်းတရားကြီးရဲ့ယုံကြည်ကိုးစားမှုကိုပြန်ရဖို့တို့ဘယ်လိုကြိုးစားခဲ့လဲ။ဒါလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်။အရေးကြီးတွေကလည်းပါတီပါချက်ပုံကိုယ်တွေမဟုတ်တော့တို့က long time project တစ်ခုကိုတို့စပြီးဆွဲခဲ့ကြတယ်။၃နှစ် project ပေါ့နော်။အဲ့တော့တို့ဘယ်လိုစလုပ်ကြလဲဆိုတော့ တော့ပေခိတရာဘက်ကိုအကြီးကြီးတွေကအဖွဲစည်းလိုက်ထွက်ပြေးကြတယ်ထွက်ပြေးတိမ်းရှောင်တယ်ဟိုဘက်မှာလက်လာပါနည်းနည်းစိုးပြေးသေးတယ်ပကံမှာတိတ်အဆင်မပြေတော့ဘူးအဲ့ဒါသူတို့ဟိုဘက်မှာစုပြီးပြီးသူတို့ဘာလုပ်ကြလဲဆိုတော့အကြီးကြီးတွေကသူတို့ရဲ့အာဘော်ကြီးပဲတီးတန့်ပါတယ်ကျန်းစာတစ်ဆောင်ပြုစုတယ်ပြီးတော့အဲ့ဒီကျန်းစာကိုသူတို့ကဘလို့လုပ်လဲဆိုတော့တခုတ်ပင်ရင်တပင်တဲ့ကိုအပေါက်ဖောက်ပြီးတော့ထည့်လိုက်ကြတယ်ပြီးတော့အဲ့ဒီအပေါက်ကိုသူတို့ကလုံးဝမသိတာစီကိုဘလို့ပြန်ပိတ်ခဲ့လဲဆိုတော့တပင်အခုံကြီးတစ်ခုလုံးကိုသူကစွတ်စွတ်ဆွတ်ဆွတ်မြေမှန်ထားတာနဲ့သူကလုံးဝမသိတာစီကိုခြေရလက်မပြတ်ပြန်ပိတ်ခဲ့တယ်အဲ့လိုနဲ့တစ်စည်းတွေနဲ့အသားပြန်တက်တဲ့ထီကိုသူက၃နှစ်တိတိ စောင့်ခဲ့ပါတယ်။သုံးနှစ်ပြည့်တဲ့အချိန်မှာတော့မသိလို့ရှိရင်ဒီကျန်းကြီးကဒီအပင်ထဲမှာပဲ original ရောက်နေတယ်လို့ပုံစံအတိဖြစ်သွားခဲ့ပါတယ်။အပြင်မှာသူတို့ခွဲခဲ့တဲ့ဒိုလိမှုတ်တစ်ခေါင်းဖြစ်ခဲ့တဲ့နေရာလုံးဝလက်ရချေရမရှိတော့ပါဘူး။အဲဒီအချိန်ခြားတော့မှသူတို့ကဘလို့သတင်းတွေကိုတိုင်းပြည်ကိုဖြန့်ငယ်လဲဆိုတော့သူတို့အိမ်မက်အရာပေါ့နော်။ဒီမှာရှိတဲ့တခုတ်ပင်ကြီးထဲမှာတဲ့မှန်ကန်တဲ့ကျင့်စဉ်တွေရှိတဲ့ကျန်းငယ်ကြီးတစ်ဆောင်ရှိတယ်ဆိုတော့သူတို့အိမ်မက်အရာအထင်ရှားသိရပါတယ်။အဲဒီအကြောင်းအရာတွေသူတို့ကမင်းနေပြီးတော့ပေါက်တဲ့အထိကိုသူတို့ကကြွေးကြော်ခဲ့ကြ။ဒါနဲ့လည်းအနော်ထာမင်းကြီးစိတ်ဝင်စားသွားပြီးတော့ဒီတခုတ်ပင်ကြီးကိုလာရောက်တူးဖော်ကြည့်ပါတယ်။အဲ့လိုပဲနော်ထာမင်းကြီးကိုယ်တိုင်ခ ွဲကြည့်တဲ့အချိန်မှာအထဲမှာတကယ်ပဲကြမ်းရရှိတယ်။ဒါတို့တွေ့ရစင်မှာဘယင်းကိုယ်တိုင်အန်အောဝန်တာဖြစ်ရတယ်။ဒါနဲ့ကြမ်းငယ်ပါအကြောင်းအရာတွေကိုဖတ်ကြည့်ပြန်တော့လေအကြီးကြီးတဲ့ဂျင်းထဲမှန်းကိုအုံနောက်ရှိတဲ့နော်ရာမင်းကြီးကတိသွားတယ်။အဲ့လိုတိသွားတဲ့အချိန်မှာအဲ့ဒီရှေ့မှာပဲချက်ချင်းဆိုသူပဲဒီကြမ်းကြီးကိုမျက်စိရှိမှတင်မိရှိုးဖြက်စီးနေပြီးတော့ဒီတခုတ်ပင်ကြီးကိုလည်းအပြီးတိုင်းလဲခဲ့ပြီးတော့သူ့ကိုဂျင်းထဲခဲ့တဲ့အကြီးကြီးကိုလည်းထုံးစံတိုင်းပဲအပြစ်ပြီးတော့မူခဲ့ပါ။အဲ့လိုကြမ်းငယ်တွေကိုမိရှိုးဖြက်စီးခဲ့တဲ့နေရာလေးကတော့ယနေ့ဒီတိုင်းမိတိုက်ကုန်းဆိုတဲ့ရွာကလေးအဖြစ်နဲ့ရှိနေစေဖြစ်ပါတယ်။ တခုပင်ထဲမှာ၃နှစ်တိတိကျန်းကန်ယူထည့်ခဲ့ပြီးတော့ဘယင်ကိုင်းထည့်ဖို့စ조사ကြတဲ့ပုံစံကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီဘက်ခေတ်မှာ Facebook က post အဟောင်းတွေနှစ်နဲ့ချီတဲ့ post တွေလွန်ခဲ့တဲ့၃နှစ်လောက်က post တွေကိုတာလေးတွေဗာလေးတွေပြင်ပြီးတော့ပေါ့ရှေ့ပြဟောလိုလိုဗာလိုလိုနဲ့ပြန် share ကြတဲ့အဖွဲ့တွေကိုတော့ကျွန်တော်မျိုးလုံးနဲ့ပြန်မြင်မိပါတယ်ဗျာဒါလည်းတနည်းအားဖြင့်အရေးကြီးတယ်ပဲနော်ဒါလည်းပဲနော်ထာမင်းကိုမကြေနပ်ကြတဲ့အရေးကြီးတချို့ကလည်းပကံကနေထွက်ပြေးတင်းရှောင်ကြပြီးတော့စလီနယ်ဘက်မှာခံတက်တွေဗာလေးစောက်ပြီးတော့သူတို့ကပြန်ပြီးတော့ခံတိုက်ကြသေးတယ်ဆိုပဲနော်ထာမင်းကလည်းဒီအရေးကြီးတွေကိုမရရအောင်လိုက်ပြီးတော့အဲ့ချိန်ကျတော့မှလိုက်နှိမ်နှင်းတော့တာသူ တို့ကပထမတော့ဘာသာရေးအပြိုင်ကနေနောက်ဆုံးကြတော့ဘယင်ကိုပုံကန်တဲ့ပုံကိုယ်တွေဖြစ်သွားကြတာပေါ့နော်အဲဒီပုံကိုယ်တွေကိုလည်းဘယင်ကလိုက်ပြီးတော့နှိမ်နှင်းခဲ့တယ်ဆိုတဲ့သမိုင်းလည်းရှိနေကြပါတယ်ပေါ့သမိုင်းထောက်ထားတွေကိုတက်သေးခံနိုင်တဲ့အကြောင်းအရာတွေကတော့ဆလီနေဘက်မှာဂရုကျွင်းနေခံတက်တွေကျုံးနေမြောင်းနေကိုယခုဒီတိုင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့အရေးကြီးတွေတည်ခဲ့တဲ့ဇီရော်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဘယင်ကြီးကတော့ဖမ်းမိသမျှအရေးကြီးတွေကိုချက်ချင်းလူဝဲလဲစေတယ်ပြီးတော့ထုံးစံအတိုင်းလူမလုပ်ကျင်တဲ့အလုပ်တွေဖြစ်တဲ့စင်ကြီးကျုံးတာတို့မြင်းကြီးကျုံးတာတို့မှာသူတို့ကိုအလုပ်လုပ်ခိုင်းတယ်ပြီးတော့စစ်မှုထမ်းခိုင်းတာမျိုးပေါ့နော်အဲ့လိုမျိုးတွေသူတို့ကိုလုပ်စီပါတယ်ဗျတချို့တော့အရေးကြီးတွေရတယ် ဲရှမ်းပြည်တွေဘက်ကိုထွက်ပြေးသွားကြတယ်လို့လည်းသမိုင်းဆိုသူတို့ဘဝရည်တည်မှုအတွက်သူတို့ကနက်ခတ်ဆရာဗေဒင်ဆရာရှေ့ပြေဟောဆရာတွေဘုတ်ကြီးဆရာတွေပြီးတော့သူတို့ဘဝရည်တည်ဖို့အတွက်သူတို့ကကိုခန့်ပညာဆရာတွေလက်ဝိတ်ဆရာတွေတိုင်းဆရာတွေမျက်လည်ဆရာတွေလောကီဆရာတွေဖြစ်နေသူတို့ရည်တည်ကြပါလိမ့်မယ်မြမရိုးရလက်ဝိတ်ပညာကြီးတောင်မှသူတို့နဲ့မကင်းဘူးလို့ပြောရမယ်ကြာအောက်ဆိုလက်ဝိတ်ပညာဆိုတာအကြီးကြီးတွေတွဲပူလေးချင်ကန်လုပ်တဲ့ပညာရဲ့တစ်ခုလို့ကျွန်တော်တို့တွေ့ရပါတယ်တော်တော်အံ့ဩဖို့ကောင်းတယ်နော်ဒီနေရာမှာကြောက်စာလေးတစ်ချက်ပေါ့ထူးခြားတဲ့ကြောက်စာလေးတက်ဂရိတ်960နဲ့660ဝန်းကျင်လောက်မှာထိုးခဲ့တဲ့ကြောက်စာလေးတစ်ချက်ရှိပါတယ်အဲဒီ ကြောက်စာထဲမှာဗာရီရေးထားလဲဆိုတော့ခမင်းအပြည့်နဲ့တပိတ်တထောင်ကိုတဲ့အကြီးကြီးရဟန်းတွေကိုကန့်တူပူဇော်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးပြီးတော့ရွှေငွေတွေငွေစင်းလူတော်နဲ့ရွှေစားငွေစားတွေကိုလူတိုင်းခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေထည့်သွင်းရေးသားထားတာကိုတွေ့ရပါတယ် ဒါတွေကိုထောက်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ကာလမှာတော့အရေးကြီးတွေကိုကိုးကွယ်သူတွေရှိနေသေးတယ်ဆိုတာအသိသာရှိပါတယ်။ဘင်းယားခေအင်းဝါခေညောင်ရမ်းခေကုန်းမောင်ခေတီတိုင်အောင်အရေးကြီးတွေကိုမြှောက်စားခဲ့တဲ့ဘရင်တွေကလည်းမနေမနောရှိခဲ့ပါတယ်။အင်းဝါပထမမင်းအောင်ဘရင်လက်ထက်မှာဆိုလို့ရှိရင်လည်းအရေးကြီးတွေကိုဘရင်ကမြှောက်စားပေးခဲ့လို့အရေးကြီးတွေတဖန်ပြန်ပြီးတော့ခေထလာတဲ့အချိန်လည်းရှိခဲ့ပါတယ်။အဲ့ဒီကာလကိုဖော်ညွှန်းစေတဲ့စာပေထဲမှာဆိုလို့ရှိရင်ဘရင်ရဲ့အရေးပေးမှုကြောင့်အရေးကြီးတွေကနေကင်းဘက်မှာဆိုလို့ရှိရင်နန်းနူနဲ့ဝင်ခွင့်ရပြီးတော့ညနေဆောင်တဲ့အချိန်ကိုသူတို့ကတောက်စားမှုရပျော်ပါတဲ့အတွက်ကြောင့်နန်းတော်ဆောင်တဲ့ပုံကိုယ်တွေကမူးပြီးတော့မှောက်နေကြတဲ့အရေး ီးကြီးတွေကိုထန်းစင်နဲ့ထန်းပြီးတော့ကျောင်းတော်ရာရောက်ကိုပြန်ပို့ပေးခဲ့ရပါတယ်ဆိုတဲ့စာပေကျမ်းဂန်တွေမှာရေးသားထားတယ်ကျွန်တော်တွေ့ရပါတယ်။တချို့သောသမိုင်းတွေမှာလည်းအကြီးကြီးဆိုတဲ့ပုံကိုယ်တွေကိုစပြီးကိုကိုရဲတဲ့ပုံကိုယ်တွေကရခိုင်လူမျိုးတွေဖြစ်တယ်လို့ရေးသားကြပါတယ်။တချို့ကျမ်းဂန်တွေကြပြင်တော့လေအကြီးကြီးတွေကိုစပြီးကိုကိုရဲတဲ့ပုံကိုယ်တွေကပကံခေအရှိပိုင်းမှာရှိတဲ့ဗမာလူမျိုးတွေလို့လည်းရေးသားကြပါတယ်ခင်ဗျာ။ဘယ်ဆိုမိတ်ဘယ်ကျမ်းဂန်အမှန်လဲဆိုတာကတော့ရေးသားသူကလွဲပြီးတော့ကျွန်တော်တို့လည်းမသိနိုင်ဘူးခင်ဗျာ။အကြီးကြီးတွေတကယ် base ချပြီးတော့နေထိုင်ခဲ့တဲ့နေရာတနေရာတော့သမိုင်းတွေမှာပေါ်ပြထားတာရှိတယ်။ အရေးကြီးတဲ့အဓိကအခြေချခဲ့တဲ့ရက်ကတော့နောက်ဖွားဆုံးရွာတဝိုက်မှာဖြစ်တဲ့ တိမတိကောတမတိရက်ဖြစ်ပါတယ်။ယခုချိန်မှာတော့အဲ့ဒီနေရာမှာအရေးကြီးတယ်ရှိမနေတော့ဘဲနဲ့တန်ဃာတော်တွေအခြေချခဲ့ပြီးတော့တမတိကျောင်းလိုက်ကြီးကလည်းခန္ဓာထေဝါစွာနဲ့တည်ရှိနေပြီဖြစ်ပါတယ်။ကျောင်းလိုက်ကြီးမှာလည်းဗုဒ္ဓစာပေတွေကိုပို့ချပေးလျက်ရှိပါတယ်ခင်ဗျာ။အရေးကြီးတွေကများသောအားဖြင့်အပြာတို့အနက်တို့အညိုတို့နှက်ပြာတို့အယောင်တွေဝတ်စားစင်ရတတ်ကြပါတယ်ခင်ဗျာ။တမ်းများအားဖြင့်သူတို့သပင်ကိုလက်လေးသိဒိုးလေးမဟုတ်လက်တဝါးခန့်လောက်ထားပြီးတော့တချို့တွေကလည်းအုတ်ထုတ်ဆောင်းနာကြပါတယ်ခင်ဗျာ။တို့တွေကစင်စည်းတာတို့မြင်းစည်းတာတို့လက်ဝဲထိုးတာတို့မှလည်းအင်မတန်ကိုကြွန့်ကျင်ကြပါတယ်။ဖန်ခုံတာတွေဇေတောက်တာတွေမီးလုံတာတွေအဲ့လောက်သေးတဲ့အပြင် င်ကိုတခြားသောအတတ်ပညာတွေအသိပညာတွေအများကြီးတက်ကြွတဲ့ပုံကိုဖြစ်ပါတယ်ပြောရရင်တော့ခက်ညံ့ညံ့အမျိုးအစားတွေတော့မဟုတ်ကြဘူးပကံမှာအရေးကြီးနေတဲ့တက်ဆိုင်တာဆိုလို့ပြရစရာတွေတခုတော့ရှိနေပါတယ်ခင်ဗျအဲ့ဒါကတော့အင်္ဂလိပ်တွေအုပ်ချုပ်စဉ်ကာလတုန်းကတောက်စာဝန်အဖြစ်တာဝန်ယူရတဲ့ Charles Durinsel ဆိုတဲ့ပုံကိုရှိပါတယ်သူကတော့မင်းနံသူရွာမှာရှိတဲ့ဖျားသုံးစုနဲ့အတူနန်းနာပညာကူမှာရှိတဲ့ပကံစေးပကြီးတွေကိုကြည့်ကြအဖြစ်အဲ့ဒီပကြီးတွေမှာပါဝင်နေတဲ့မျိုးသမီးတွေရဲ့ပုံကိုကြည့်ပြီးတော့ဒါအရေးကြီးတဲ့စီကိုပန်းဦးလုတ်ခံရဖို့လာနေတဲ့အမျိုးသမီးတွေပုံသဏ္ဍာန်ဆိုပြီးတော့သူကတုံ့နှုံထားတာရှိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတမိုင်းပညာရှင်တွေဓာတ်ရုပ်ဗေဒပညာ ာရှင်တွေရဲ့တိုက်ခွဲဆန်းသက်ပေါ်ထုတ်မှုတွေအများဆိုလို့ရှိရင်နိုင်ငံဆေးပကြီမှာပါဝင်တဲ့အမျိုးသမီးတွေကအင်္ဂလိပ်တွေတုံ့တက်ခဲ့တယ်လို့မျိုးအရေးကြီးရေးစီကိုစက်တာခံရမယ်အမျိုးသမီးတွေတို့ဒီမဟုတ်အရေးကြီးရေးစီမှာပန်းအိုးလှုပ်ခံတဲ့အမျိုးသမီးတွေမဟုတ်ခဲ့ဘူးခင်ဗျာတို့တွေကတော့ကိလေသာတွေတဏှာတွေရာခတွေကြီးမားပြီးတော့အပယ်လေးပုံမှာကျေလည်နေရတဲ့အပယ်လေးပုံသားတွေကိုညှိနှိုးတဲ့ပုံတွေဖြစ်တယ်လို့ပြရပါတယ်နိုင်ငံပညာကူမှာရှိတဲ့အမျိုးသမီးတွေပုံကြပြန်တော့လေလက်ဆောင်ပြန်ရှင်ကိုရောမြကြီးအောင်ရင်းရှစ်ပါတယ်မှာမန်နက်ကိုအောင်မြင်တော်မူကမ်းမှာမန်နက်ရဲ့သမီးတော်တွေကဗုဒ္ဓဖျားရှင်ကိုလာပြီးတော့ဖျားယောင်းတဲ့ပုံတွေဖြစ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်ခင်ဗျာဒါ ကြောင့်လည်းအရေးကြီးနေတဲ့ပန်းဦးလွတ်တဲ့ဆိုတဲ့ကိစ္စကတိတ်တော့မသက်ဆိုင်ဘူးလို့တော့ကျွန်တော်တို့သုံးသပ်မိပါတယ်။တပိုင်းပညာရှင်ကလည်းဒီကိစ္စကြီးကလုံးဝမရှိခဲ့ဘူးလို့တော့သုံးသပ်ကြပါခင်ဗျာ။အဲ့တော့အရေးကြီးနေတဲ့ပတ်သက်ပြီးကျွန်တော်တို့ရှာဖွေလို့ရှိသလောက်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။တကယ်တော့အရေးကြီးတွေကကျွန်တော်တို့ထင်သလိုအရန်ဆိုးသွမ်းနေတဲ့ပုံကိုယ်တွေလည်းမဟုတ်ခဲ့သလိုအရန်ကောင်းနေတဲ့ပုံကိုယ်တွေလည်းမဟုတ်ပါဘူး။ရှင်ပြရမယ်ဆိုလို့ရှင်ဒီဘက်ခင်မှာစီတိုဆေးပေါက်အင်းမျိုးစသဖြင့်ဂိုင်းကဏ္ဍတွေရှိသလိုပဲသူတို့ခင်မှာရှိခဲ့တဲ့ဂိုင်းကဏ္ဍတွေကိုဖော်ညွှန်းတယ်လို့ပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ခင်ဗျာ။အဲ့မှာမှအဆုံးရောက်တဲ့ဂိုင်းတချို့ကိုအရေးကြီးဂိုင်းတွေလို့ပဲကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်။ပြီးတော့အဲ့ချိန်ကလည်းဗုဒ္ဓသာသနာတော်ကြီးကမထုံးကားသေးတဲ့ ဲ့အချိန်ကာလဖြစ်တော့ဟိုရောင်ရောင်ဒီရောင်ရောင်ဟိုခိုင်းလိုလိုဒီခိုင်းလိုလိုဟိုပညာလိုဒီပညာလိုလိုဟိုဆရာလိုဒီဆရာလိုနဲ့ဥဆောင်နေကြတယ်တူတူလူငါတမင်းမင်းမူနေကြတဲ့ကာလတခုလည်းဖြစ်တဲ့ကာကြတော့ကိုယ့်ရဲ့ယုံကြည်မှုတွေကအရန်ကိုရောထွေးနေတယ်လို့ပဲကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့စစ်မှန်တဲ့ဗုဒ္ဓသာသနာတော်ကြီးပေါ်ပေါက်ပြီးရဲ့နောက်မှာတော့ဒီအရေးကြီးဝါဒတွေလည်းမိမ့်မိန်သွားခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေလည်းကျွန်တော်တို့တင်ဆက်မှုနဲ့အတူအရေးကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုသဘောပေါက်လွယ်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အရေးကြီးနဲ့ပတ်သက်တဲ့ဗုဒ္ဓဖြစ်ဖွယ်အကြောင်းအရာလေးကိုတော့ကျွန်တော်တို့ကဒီကျမ်းကိုးလေးနဲ့တင်ဆက်ပေးလိုက်ပါခင်ဗျကျမ်းကိုးလေးတွေကတော့မဟာယာဆိုရင်တော့ ော်ကြီးမှန်တမ်းရာဇဝင်တော်ကြီးမဲစင်းရာဇဝင်တော်ကြီးပုတ်တော်ဝါရပြုဆရာဦးဘိုကေရဲ့ပကံတုတေသနလမ်းညွန်ဆရာဦးမျိုးညွန့်ရှေးသူရဲ့ပိဋကတော်လာပကံခိနိုင်ရစေးပကြီးဆရာဦးဒေါက်တာတန်းထွန်းရဲ့ပကံလက်သစ်နဲ့အနုပညာတန်ဖိုးထိမ့်တဲ့ရင်ဆရာဝင့်ထေရဲ့အကြီးကြီးဝါရနဲ့ရှင်အရဟံသာသနာပြီးတော့ကျွန်တော်တို့မြန်မာတိုင်းအကျောက်စာတွေမန္တလေးနန်းတွင်းအကျောက်စာတွေထူပါယုံအကျောက်စာတွေဒါပြင်ဆရာစန်းကျော်စာဝင်းရဲ့ပကံရှုမြော်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့ထုတ်လုပ်ပြီးတော့တင်ဆက်ပေးလိုက်ဖြစ်ပါတယ်ကျွန်တော်တို့တင်ဆက်မှုလေးမှာအမားရင်းတွေများပါခဲ့တယ်ဒုတိမဟုတ်လို့ရှိရင်ကျွန်တော်တို့တင်ဆက်မှုတွေကမခိုင် ုင်လုံးဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေအနေနဲ့အကိုအကားလေးတွေနဲ့ကိုမတ်မှာအကြံပြုလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အခုတိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတကယ်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကို like share subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့မိုးဆွေ channel လေးကိုလည်း like share see fast and subscribe လေးလုပ်ထားကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်လေးဒီမှာပြန်ဆုံကြပါအောင်မယ်ကျွန်တော်တို့နောက်ထပ်ဘာတွေတင်ဆက်ပေးစေချင်တယ်ဆိုတာလေးတွေကိုလည်းဒီ comment လေးတွေမှာစာလေးတွေရေးပြီးတော့တောင်းဆိုသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ